ိတ်သမားလုံးအမင်္ဂလာပါဗျာဒီနေ့မှာတော့မော်လင်ကိုမီဒီယာတွေကအင်တာဗျူးရတဲ့အထက်မှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးလည်းပါဝင်လာခဲ့တယ်ခင်ဗျာအဲ့ဒါကတော့အာဆီယံညွန်ပေါင်းသင်းနဲ့မန်ချက်စတာနယ်တက်သင်းတို့ကစားပြီးသွားတဲ့ရှင်စန်းပွဲစဉ်အပြီးမှာပေါ့လေမန်ချက်စတာနယ်တက်သင်းရဲ့ဘယ်နောက်ကကစားသမားလူချော့ကိုရိုင်းကမော်လင်ကိုလာတွေ့တယ်ပြီးတော့အနိုင်ကိုသွင်းသွားတဲ့မော်လင်ကိုကွန်ပျူတာပြောပြီးတော့ congratulation လုပ်တယ်ပေါ့လေအဲ့ဒါပြီးရင်နောက်မှာလူချော့ကဘသူရဲ့ဂျာစီကိုအမှတ်တရလက်ဆောင်ဖြစ်လိုချင်တယ်လို့ မောင်လင်ကိုမေးတယ်မေးချင်မောင်လင်ကတော့ဘရူနိုဖန်ဒက်စ်ရဲ့ဂျာစီလေးကိုရရင်သူမှတ်ရလက်ဆောင်ဖြစ်လိုချင်တယ်လို့ပြောတဲ့ချိန်မှာလူချောကသူကိုယ်တိုင်သွားပြီးတော့မောင်လင်အတွက်ဘရူနိုဖန်ဒက်စ်ရဲ့ဂျာစီကိုတောင်းခံပေးခဲ့တယ်ဆိုတဲ့အကြောင်းလေးမောင်လင်ကပြောကြလာတာလေးကစိတ်ဝင်စားစရာကောင်းတယ်ခင်ဗျမောင်လေးကမနေ့ကတော့အရင်ကစားသမားဖြစ်ပါဝင်ကစားခဲ့တာပါပွဲကစားချိန်54မိနစ်မှာသူလူစားဝင်ကစားသမားဖြစ်ပါဝင်ကစားသွားတယ်ပွဲကစားချိန်87မိနစ်အရောက်မှာတော့ဒီပွဲအတွက်အဖို့တန်အနိုင်ဂိုးပေါ်လေအဆုံးပြတ်ဖြစ်စေမဲ့ဂိုး တလုံးပြီးတော့အနိုင်ကိုကိုမမောင်လွင်ကအာဆီယံညွန်ပေါင်းသင်းအတွက်သူယူပေးသွားခဲ့တယ်။မန်ချက်စတာနဲ့တဲ့ကိုသမာတွန်ဟီတန်နဲ့တယောက်ချင်းချင်းဆိုင်ကံသွင်းရတဲ့အခါမျိုးကနေမောင်လွင်ကကိုသင်းပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ။အဲ့ဒီပြီးရနောက်မှာတော့မောင်လွင်ရဲ့အကြောင်းအရာတွေကိုနိုင်ငံတကာသတင်းမီဒီယာတွေကကြီးသားဖော်ပြအောင်မှာလဲပါဝင်ခဲ့တယ်လို့ပဲမန်နိုင်ငံကပြည်သက်တွေကလည်းသူ့ကိုဝိုင်းရအားပေးကြတယ်။မန်နိုင်ငံကဝိုင်းရအားပေးတဲ့ပြည်သက်တွေထဲမှာဆိုရင်နာမည်ကျော်ဒါအနုပညာရှင်တယောက်ဆောင်မင်းသမီးတော်ပါဝင်ခဲ့တယ် ်မြတ်သူတို့အများရာတို့ပူဇုံတို့ကတော့မှပို့စစ်တင်ပြီးတော့မောင်လင်ကျောင်းကိုရေးသားပြီးတော့ဂုဏ်ပြုခဲ့ကြတယ်အဲမောင်လင်ရဲ့စပန်းဆောင်ကြီးကဒါအမှတ်တရတစ်ခုလည်းဖြစ်တယ်ပြီးတော့ဒါမြန်မာကစားသမားတွေကနေမန်ချက်စတာနဲ့အတင်းဘက်ကိုဒါပထမဆုံးကိုးစွန်းနိုင်တဲ့ကစားသမားလည်းဖြစ်သွားခဲ့တယ်ပေါ့လေပြီးတော့ဒီပွဲကိုလာပြီးတော့တည်ရှိခဲ့တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ကိုရိုင်းကလည်းဒါမောင်လင်နဲ့တူတူတသိန်းလုံးကြိုးစားသွားခဲ့တဲ့အာဆီယံညွှန်းပေါင်းအသင်းကစားသမားတွေကိုမန်ချက်စတာနဲ့ကိုအနိုင်ရတဲ့အတွက်ဂုဏ်ပြုစကားပြောသွားခဲ့တယ်ခင်ဗျာ အဲ့တော့မောင်အောင်လင်ကဒီနေ့မှာတော့မီဒီယာနဲ့တွေ့ဆုံတဲ့အချိန်မှာသူ့အနေနဲ့ United ကစားသမားလူချော့စီယာကွန်ပျူတာရခဲ့သလို Bruno Fernandes ရဲ့အင်ဂျင်လေးကို Jersey လက်ဆောင်ရခဲ့ရဆိုတဲ့အကြောင်းလေးသူပြောသွားခဲ့တယ်ခင်ဗျသူပြောတာလေးကိုကျွန်တော်ပြည်သက်တွေသိရှိအောင်ပြည်ဆောင်ဖတ်ပြပေးပါမယ်ကျွန်တော်က Manchester United ရဲ့ပြည်သက်တယောက်ဖြစ်တာမို့အခုကိုယ်ကိုတွင်းနိုင်ခဲ့တာကအိမ်မက်တွေတကယ်ဖြစ်လာခဲ့တာပါအခုနေသေပေါ်ပြီးဆိုတဲ့ခံစားချက်မျိုးတော့ဖြစ်ပေါ်နေယူပါတယ်လူချော့ကအယံဖော်ယူပါတယ်ကျွန်တော်ကိုးသိမ်းခဲ့တဲ့အတွက် Congratulations လို့လာပြောခဲ့ပါတယ် ဘယ်သူဂျာစီကိုလိုချင်လဲလို့လဲသူကမေးပါတယ်ကျွန်တော်ကဘရူနိုရဲ့ဂျာစီရရင်လိုချင်တယ်လို့ပြောတော့သူကိုယ်တိုင်သွားတောင်းပေးပါတယ်အခုဝတ်ထားတာဘရူနိုရဲ့ဂျာစီပါဒီနေ့တရားဝပြီးနောက်နေ့တော့မှန်မောင်လေးနဲ့တင်ထားမှာပါဆိုပြီးတော့မောင်မောင်လေးကပြောသွားခဲ့ခင်ဗျဒါမောင်မောင်လေးအတွက်အမှတ်တရပစ္စည်းလေးဆိုတော့ဒါသူ့အတွက်လည်းလုံးဝအောင်မှန်မောင်နဲ့တင်ထားပြီးတော့အမျက်နှုတ်ထားတဲ့ပစ္စည်းတစ်ခုဖြစ်လာအောင်ပေါ့လေဘာပြောမောင်လေးကိုရှင်ကျုကွန်ပျူတာထဲမှာလူချော်လဲပါဝင်ခဲ့တယ်ဘရူနိုရဲ့ဂျာစီလေးကိုလည်းမောင်လေးက 那上面要洗的，所以咱们平时在电视上，大家平时买菜吧，人家，其实我们平时在广东那里，它会有这种东西吧，人家。